ဟုတ်ကဲ့ဆရာအဲနောက်တူမေးထားတာရှိပါသေးရဲ့ဆရာဟုတ်မိကွန်ကနေ့စဉ်တရားစူးစမ်းထိုင်ပါတယ်တဲ့ဒါပေမဲ့ကမထမ်းတော့မဟုတ်ပါဘူးဒီတိုင်းဝင်လေထွက်လေကတစင်စိတ်ထဲမှာဘာမှမရှိအောင်ရှင်းပြီးစိတ်ကိုပဲငြိမ်အောင်ထားတာပါတဲ့။တရားထိုင်ရင်စိတ်ငြိမ်ချမ်းတယ်၊အေးချမ်းတယ်လို့သိထားပါတယ်တဲ့။ထိုင်ခါစားကတကယ်ထိုင်ပြီးတဲ့အချိန်မှာငြိမ်ချမ်းသွားတယ်တဲ့။စိတ်ချမ်းမြေ့သွားတော့ခံစားရတယ်။ ဒါပေမဲ့တရားထိုင်တာလာပိုင်းလောက်ရှိလာတော့ငြင်းငြမ်းတာလည်းမရှိဘူးပူလောင်တာလည်းမရှိဘူးပျော်တာလည်းမရှိဘူးဝမ်းနည်းတာလည်းမရှိတော့ဘာခံစားချက်မှမရှိရပဲနဲ့တဲ့စိတ်ထဲမှာအဖို့လိုမျိုးခံ fight fight လိုမျိုးခံစားနေရတယ်တဲ့နောက်ပိုင်းမှာပိုသိတာပါတယ်တဲ့ထိုင်နီးများလွဲနေလားလို့သိချင်ပါတယ်ဆရာလို့မေးထားပါတယ်ရှင်။ Yeah so ဒီဟာကကိုယ့်ရဲ့အကိုယ့်ရဲ့အတက် တရားအားထုတ်တဲ့ကိစ္စဖြစ်နေတဲ့အတွက်အာဒီပရိသတ်အထက်မှာဆွေးနွေးလို့အဆင်မပြေပါဘူးအမ်ပြီးတော့ကိုယ့်ရဲ့တရားအားထုတ်တဲ့ကိစ္စကိုဘယ်သူနဲ့ဆွေးနွေးရမလဲကိုယ့်ရဲ့ဆရာဆရာတော်နဲ့ဆွေးနွေးရမှာပေါ့နော်မဆိုတော့သူစီမှာကမ္မထံရတဲ့အတွက်သူမှလည်းတာဝန်ရှိတယ်နားလည်ဖို့ ါဆိုဆရာဆရာတော်ကကမ္မထံပြမယ်ဆိုရင်အဲ့ဒီဆရာဆရာတော်ကသူ့ရဲ့ကမ္မထံကိုနားလဲရမယ်အဲ့တော့ကမ္မထံကိုနားလဲရတာကနှစ်ချက်ဘေဟာမှလည်းဘေဟာမှလည်းဆိုပြီးတော့အမြဲတမ်းနှစ်ချက်သိရမယ်နော်အဲ့ဒီနှစ်ချက်မသိဘူးဆိုရင်ကိုယ်ကမ္မထံကိုမသိဘူးကိုယ်ရဲ့ကမ္မထံမှသိရမယ်ဘေဟာကလမ်းပေါ်မှာပါသည်လဲဘေဟာကလမ်းမှာမပါတော့ဘူးလဲဆိုပြီးတော့သိရမယ်အဲ့တော့အဲ့ဒီဟာသိတဲ့အတွက် အဲ့ကမ္မထံကိုပေးလိုက်ပြီးတော့ယောဂီကလှုပ်တဲ့ဟာကိုကြားပြီးတော့တွေ့တဲ့ဟာကိုကြားပြီးတော့ခံမှန်းလို့ရတယ်။လမ်းပေါ်မှာရှိသေးလားလမ်းမှာတွေ့သွားပြီလားဆိုပြီးတော့သိနိုင်ပါတယ်။အခုဒီယောဂီဟာဘယ်ကမ္မထံအားထုတ်လဲကျွန်တော်ကမသိဘူး။သူရဲ့ဆရာဆရာတော်ဘယ်သူလဲမသိဘူး။သူအားထုတ်တဲ့နီလန်းကိုတောင် မသိရတာနဲ့ ဘယ်လိုဂူကြီးပြင်းနိုင်မလဲပေါ့နော်ဒါဆိုလန်အနီလန်တိုင်းနီလန်တိုင်းနည်းနည်းလေးလန်ကမတူဘူးပေါ့နော်ဆိုပါဆိုရေဒဂွန်ဖီယာတက်မဲ့ဆိုရင်မုတ်ဦးလို့ခေါ်ရမလားမုတ်လေးမုတ်ရှိတယ်နော်အဲ့တော့အဲ့ဒီဒါဆိုခင်ပြားတို့ကဆိုပါဆိုအရှိပဲမုတ်ကဝင်လိုက်မဲ့ဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့ဆိုင်းတွေ မတူဘူးကျွန်တော်ကမြောက်ဘက်မောက်ကတက်လိုက်မယ်ဆိုလို့ရှိရင်တခြားဆိုင်တွေတွေ့မယ်တခြားပစ္စည်းတွေတွေ့မယ်တခြားဟာတွေမြင်လိမ့်မယ်ပေါ့အဲ့လိုဆိုရင်ခင်ဗျားတို့ကအရှိဘက်မောက်ကဝင်နေတာလားဒါမဟုတ်တောင်ဘက်မောက်ကဝင်နေတာလားဆိုပြီးတော့ကျွန်တော်ကမသိဘူးဆိုလို့ရှိရင်ဘယ်လိုသွားမလဲဘယ်ဟာတွေ့မလဲဆိုပြီးတော့ကျွန်တော်ကဘယ်လိုပြောမလဲပြောလို့မရဘူးပေါ့နော်အဲ့တော့ခင်ဗျားတို့ကတရားအားထုတ်မယ်ဆိုလို့ရှိရင် လမ်းကိုတရားရောက်ကတည်ရမယ်ခင်ဗျားတို့တည်ရမယ်ဒါဝဆရာကတည်ရနော်အဲ့တော့ဆရာမရှိဘူးအော်ဒီဟာစာအုပ်မှာဖတ်ထားတယ်အော်ဒီဟာဗီဒီယိုမှာကြည့်ထားတယ်ဆိုရှင်အဲ့လိုဆိုရင်တော့အစမပြူဘောအတင်းများတယ်မဆိုတော့ခင်ဗျားတို့ရဲ့စိတ်ကျမ်းမာရေးအတွက်ဗီဒီယိုကတောင်းဝန်ယူလို့မရအောင်နော်စာအုပ်ကလည်းတောင်းဝန်ယူလို့မရအောင်လူကတော့တောင်းဝန်ယူလို့ရတယ်နော်ဆရာဆရာတော်ကတောင်းဝန်ယူလို့ရတယ် ဒီလိုဗီဒီယိုကိုလည်းထားမင်းလို့ရဲ့နေရာဟောဗီဒီယိုရဲ့ဒီအဖြစ်ပြလိုက်ပါဟောနေရာဟိုဗီဒီယိုကမဖြစ်ပြတော့ဒါကြောင့်အမြဲတမ်းဆရာဆရာတော်စီမှာကမ္မထံယူလိုက်ပြီးတော့ဆရာဆရာတော်စီမှာကိုယ့်ရဲ့အတွေ့အကြုံတွေပြန်တရားလျှောက်ရမယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါနောက်တော့